ဒီလူကြီးရေထဲမှာငှက်တအုပ်နဲ့ဘာလုပ်နေတယ်လို့တင်ထင်ပါသလဲဟုတ်ပါတယ်ငါးဖမ်းနေကြတာပါဒါကတော့တရုတ်နိုင်ငံလီယန်မြူဝန်ဒေတာရဲ့လီချန်းကြီးရွာကထူးခြားတဲ့ငါးဖမ်းနည်းတစ်ခုပါသူတို့ဟာတင်ကြီးငှက်တွေနဲ့ငါးဖမ်းချင်းလုပ်ငန်းကိုတန်မန်းစာ BC ချောရဆက်ရှိ900ခွန်ကြားကာလတွေမှာစတင်ပေါ်ပေါက်ခဲ့တယ်လို့မှတ်တမ်းများအဖြစ်သိရပါတယ်သူတို့ဟာဒီလိုငါးဖမ်းမှုတွေတင်ကြီးငှက်တွေကိုအလုတ်မဆခဲ့6နာရီလောက်အလိုတွေက အစာမကျွေးတော့ပါဘူးအစာစားပြီးချိန်ဆိုရင်ငါးဖန်းဘူးလုဆောင်တော့မှမဟုတ်တော့ပါဘူးငါးဖန်းဘူးအချိန်ရောက်ပြီဆိုရင်တော့တင်ကြီးငတ်တွေကိုလေပေါ်တင်ပြီးငါးဖန်းဘူးအကောင်းဆုံးနေရာရောက်အောင်ပွားကြရပါတယ်သူတို့ရွေးချယ်ထားတဲ့နေရာရောက်ပြီဆိုရင်တော့တင်းငယ်တဲ့ကျိုးလေးတွေနဲ့တင်ကြီးငတ်ရဲ့လက်ဘေးနေရာတွေကိုချီနှောင်ထားရပါတယ်ဖမ်းမိလာတဲ့ငါးတွေကိုအလွယ်တကူမျိုးချလမရအောင်ထိန်းချုပ်ထားနိုင်ပါတယ်အလုံးပီစီတောင်းပြီဆိုရင်တော့တဏိတာအတွက်ငါးဖန်းချင်းလုံကများကိုစတင်ပါပြီ။ အသင်ခေါ်ဆောင်လာတဲ့ငှက်ဘေးကိုရည်ထဲမောင်းချရပါတယ်။ရည်ထဲရောက်နေပြီခင်တဲ့သူတို့ဟာရည်ဖြင့်တစ်ချောက်ကုခတ်နေကြပါပြီ။ဒီအချိန်မှာလူတွေကရေရောက်ထဲမှာရှိတဲ့ငါးတွေကိုချောက်လန့်ကြပါတယ်။ဒါမှသွာလာလှုပ်ရှားနေတဲ့ငါးတွေကိုတင်းကြီးငှက်တွေကမြင်နိုင်ပါပါ။ကြောက်လန့်ပြီးထွက်ပြေးလာတဲ့ငါးတွေကိုတွေ့ရပြီဆိုရင်တော့သူတို့အလုံစပါပြီ။ဖမ်းမိလာတဲ့ငါးတွေကိုရှီဘော့ကတည်းဝါလုံးထိတ်မှာပိုက်တက်ထားတဲ့အရာနဲ့အញ្ញံဆဲယူရပါတယ်။ နောက်ကျသွားရင်တော့တင်ကြီးငတ်တယ်ဟာဖမ်းမိလာတဲ့ငါးတွေကိုစားသုံးတတ်ကြပါတယ်ဒီလိုငါးဖမ်းနီးစနစ်ကိုတရုတ်နိုင်ငံရဲ့ယဉ်ကျေးမှုအစိတ်အပိုင်းဖြစ်နေမှတ်ယူကြပြီးလီကျန်းကျေဟွာများကဲတော်တော်အခြားနေရာတွေဟာကဘာလက်ခရီးသွားများကိုဆွဲဆောင်နိုင်ကြပါတယ်ဒီလိုငါးဖမ်းနီးစနစ်ဟာယနေ့ခေတ်ငါးဖမ်းနီးပညာများနဲ့နှိုင်းယှဉ်လိုက်ရင်အလွန်ပင်နောက်ကျကြံနေခဲ့ပေမဲ့လေလီကျန်းကျေရာသားများဟာသူတို့ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုတစ်ခုအနေနဲ့ယနေ့ထိလောက်ကင်နေကြဆဲဖြစ်ပါတယ် အစိုးရတာဝန်ရှိသူတွေဟာလည်းဒီလိုငါးဖန်းနည်းပညာတွေကိုကွဲပြောက်မသွားအောင်အကောင်းဆုံးကြိုးစားနေကြပါတယ်။ဒါဟာတရုတ်လူမျိုးတို့ရဲ့ထူးခြားတဲ့ယူရကခုအနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။အခုလိုအကြောင်းအရာလေးတွေကိုကြည့်ရှုခံစားခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ page လေးကို like and follow လေးလုပ်သွားပေးကြပါဦး။